အဆန် baby အိုက်ဆီယာမတွေကိုပါရီကြီးလှိမ့်နိုင်ရှင်တာโอเคအဲ့တော့ခင်ဗျားတို့အခန်းထဲကိုထည့်ပြီးတော့ဟိုဒီဘယ်လိုပြောမလဲအိုက်ကမာလေးကိုစစ်ဆေးတယ်ဆိုတော့အမှန်တကယ်ဆိုခင်ဗျားတို့ရိုက်ရိုက်တဲ့ကမာလေးကိုစစ်ဆေးလေမင်းတို့ဘာလို့ဒီလိုမျိုးလုပ်ထားတော့ဒါမျိုးဖြစ်စေချင်တာနော်ကျွန်တော်တအားတော့တာခါတာကောင်မလေးတိရောက်ကိုဒီလိုလုံနေတာရေရဲသားနဲ့ ရှောင်ထွက်သွားတယ်အဲ့လိုកောင်မျိုးတွေကပဝင်းကျင်တော့ဗာလေစံကုန်မြေလေးတွေအလုံးမင်္ဂလာပါတကယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့မြောင်းမြမျိုးအထက်က6မှာပေါ့နော်အရိုက်ခံလိုက်ရတဲ့កောင်မလေးကိုចောင်းကတောင်းဝင်ရှိတဲ့သူတွေကပေါ့နော်အခန်းတကာပိတ်ပြီးတော့စစ်ဆေးတယ်လို့သိရတယ်ဗျဒါတကယ်ဆိုရင်ဒီလိုမျိုးမလုတ်တဲ့အကြောင်းအရာပဲဗျာနော်ကျူးလွန်သူကိုမလုတ်ဖဲနဲ့ခံရတဲ့သူကိုလုတ်တယ်ဆိုတော့ဒါမတားလို့ရကြတယ်ဗျာနော်ပြီးတော့ဒီកောင်မလေးကចောင်းလေးပြောင်းပေးသွားရသေးတယ်နော် ညောင်မြအောက်စုလိုက်ဖွဲ့ပြီးတော့မင်းကလေးတယောက်ကိုဝိုင်းပြီးအနိုင်ကျင့်တယ်အားလုံးသိပြီးပြီမှလားအရင်ဟော့ဖြစ်နေလေအဲ့ဒီတဲမှာအမုံခေါမတ်နေတော်တော်များများကိုလေ့လာတယ်ဖတ်တယ်အကြောင်းသူအကြောင်းသားတွေကိစ္စတွေအဲ့ဒီတဲမှာအရိုက်ခံရတဲ့ကောင်မလေးဘက်ကနာတဲ့လူတွေအများကြီးရှိနေပေါ့နော်အဲ့ဒီကောင်မလေးကဘာကြောင့်ရိုက်ခံရတာလဲအမုံသိချာလေ့လာတယ်အဲ့ဒီချိန်မှာဒီဖက်ကသူတို့တငယ်ချင်းတွေရဲ့ကိစ္စတခုသူကလိုင်းပေါ်မှာတင်လိုက်တယ် ပြီးလို့ find နေအဲ့ဒါကိုတစ်ဖက်ကတိသွားတော့ပြန်ဖြတ်ခိုင်းရတယ်အပြစ်ပြန်တက်တာအဲ့ဒီအချိန်မှာမှားရင်လေဆိုတော့သူတို့လက်ပါလေပေါ့အဲ့ဒီလက်ပါတဲ့အချိန်ဒီကောင်းမှန်ပြောသလိုပဲအဲ့လိုအချိန်မှာမင်းသားတွေပဲပြောင်းနေလေစကားလေးမှသူတကြောင်ဖိဖိတုံးကြောက်ရလဲမင်းသားလာခဲ့နေတယ်အဲ့ဒါအယမ်းမှန်အဲ့ကောင်းမှန်နေမှာဒီကောင်းမှန်အကြိုက်ဆုံးပဲအမုန်းကလေအခုဒီမှာ cycle နဲ့ညာတဲ့ယောက်ျားသားတွေရှိရယ်နော် အဲ့ယောက်ျားသားတွေကဟိုမှာကောင်းမလေးရံပစ်နေတယ်လို့ပြောတာ။ကုညီပေးဖို့ပြောတယ်စိုက်ကနေလှည့်ထွက်တာယောက်ျားကြီးတွေပြီးစံကုန်မြေလေးတွေအဲ့ဒါပဝင်းချင်မယ်။ကိုနဲ့မဆိုင်ရင်ဝင်မပါဘူး။အဲ့ဒါစံကုန်မြေလေးတွေကို့ထိမှနာတတ်တာလို့ကောင်းမှုတွေကစံကုန်မြေလေးအဲ့လိုယောက်ျားမျိုးတွေအာကိုဖို့ဝေးနော်တကယ်လို့သာသူကယောက်ျားသားဖြစ်ပြီးဝင်ဟန့်တိုင်းဒီလောက်ပြဿနာအကြီးကြီးမဖြစ်လား နော်အမုန်းလို့လည်းငငယ်ရုံးလေးကရံဖြစ်ခဲ့ကြတာပဲရံဖြစ်ခဲ့တဲ့လူတွေရှိတယ်ဒီလိုအုပ်စုဖွဲ့ရင်ဒါမဟုတ်ဘူးမြတ်အထက်ကဝင်တားလိုက်လို့တယောက်ယောက်ကဝင်တားလိုက်လို့မင်းသားတွေမင်းသမီးတွေဝင်တားလိုက်လို့ရှိရင်ပြေပြောက်သွားပြီအကုန်လုံးတငယ်ချင်းတွေပြန်ဖြစ်သွားဒီလိုတွေရှိတယ်လေခုခက်ကလို့ကိုမထင်မနာတတ်ဘူးကိုလိုမျိုးစိုက်ကင်းနဲ့လှဲ့ထွက်သွားပြီးတော့ဗာလေကို့မထင်မနာတတ်တဲ့လူသန်းစားတွေရှိလို့အမုန်းကတော့ဒီကလေးတွေရံပစ်တတ်တဲ့အဲ့လိုစံကုန်မြေလေးတွေရှိတော့အယွန်းဆုံးပဲ ယောက်ျားလေးဖြစ်ပြီးတော့ဒါဒီညီမပြောသွားဆိုရင်လည်းမှန်တယ်ဗျာနော်ဘီနာမှာလည်းယောက်ျားလေးရှိတယ်ဗျာဒါဒီညီမရဲ့ထဲကြီးတဲ့သူတွေလည်းပိုင်ပါလိုက်မယ်အရွယ်သူတွေလည်းပိုင်ပါလိုက်မယ်နော်ဒီလိုမျိုးပြဿနာဖြစ်နေတဲ့အချိန်မှာဝင်ရောက်ဟန်တားပြီးတော့အချိုးအချောင်းညှိပေးတဲ့ဆိုရင်ဒီပြဿနာအဲ့လောက်လည်းကြီးမှာမဟုတ်ဘူးဗျာနော်ဟိုညီမလေးလည်းအဲ့လောက်ထိကိုက်မှာမဟုတ်ဘူးကျွန်တော်ဒီဘက်ခင်မှာကယောက်ျားလို့ပြောလောက်တဲ့အထိပေါ့နော်ကြာကြာရရတွေတိတ်မရှိတော့ဘူး၆နေရဲ့ကောင်းနေရပုံများနေတာဗျာနော် မင်္ဂလာပါကျွန်တော်ဒါအခုမှပွဲရပြန်ရလို့ပေါ့နော်ပွဲရဟဲရောက်ရှင်မှာဒေါသကြီးထွက်နေလို့မနေ့ကတည်းကဒေါသထွက်နေတာကျွန်တော်ပြောချင်နေရအဲ့ဒါဗာလဲဆိုတော့မနေ့ကကျွန်တော်အကြောင်းကူမာလေးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော် line ပေါ်မှာတင်လိုက်တယ်ဆရာမလေးတို့ကျွန်တော်ထည့်ပြီးဝုန်းထားရပေါ့နော်အဲ့ဒါကိုကျွန်တော်အောက်ထဲမှာလာပြီးတော့မန့်ထားပေါ့နော်ဘလို့မန့်ထားလဲဆိုတော့ဒီကိစ္စကမင်းတို့နဲ့ဘာဆိုင်လဲဆိုတော့စာချောင်လေးပေါ့နော်အဲ့ဒါလေးလာမန့်ထားတယ်အဲ့တော့အဲ့ဒီလူကိုမေးပြောချင်တာပေါ့နော်ကျွန်တော်မေးချင်တာခင်ဗျားမအသိစိတ်မရှိဘူးလားအုံနောက်မရှိဘူးလား ခင်ဗျားမစင်းသားဘူးလားအဲ့ဒီတောင်းသူမတွေနေရာမှာခင်ဗျားရဲ့ညမတွေခင်ဗျားရဲ့အမတွေဆွေမျိုးသားချင်းနေဆုံရောခင်ဗျားသမီးဆုံရောခင်ဗျားဘယ်လိုနေမလဲဟမ်ခင်ဗျားလူကမွေးရဆိုလူအောင်နောက်နဲ့စင်းသားပြီးတော့ပြောကျွန်တော်တို့အငြိမ့်နေမနိုင်ဘူးကြည့်မနေနိုင်ဘူးကျွန်တော်ကပြောတဲ့ချက်ပြောရမှာပဲခင်ဗျားမကြည့်ကျင်ကြော့သွားလိုက်နော်ခင်ဗျားကိုချင်းစာရှိသေးတယ်နောက်ပြီးចောင်းသူမာလေးကိုလည်းဒီရိုက်ခံရတဲ့ចောင်းသူမာလေးကိုအခန်းတကားပိတ်ပြီးတော့ဟာကြတော့ ဒီဟိုအဖွဲ့အစည်းအရပေါ့နော်စစ်ဆေးတယ်ဆိုတော့သူတို့နဲ့မဆိုင်ဘူးသူတို့လာပြီးစစ်ဆေးရမှာမဟုတ်ဘူးအဲ့ဒီတောင်းမှရှိတဲ့ဆရာဆရာမတွေကတာဝန်ယူရမှာပညာရေးမှုတွေကတာဝန်ယူပေးရမှာအဲ့တော့ခင်ဗျားတို့အခန်းထဲကိုထည့်ပြီးတော့ဟိုဒီဘယ်လိုပြောမလဲအိုက်ကမာလေးကိုစစ်ဆေးတယ်ဆိုတော့အမတကယ်ဆိုခင်ဗျားတို့ရိုက်ရိုက်တဲ့ကမာလေးကိုစစ်ဆေးလေဘယ်လိုမှမဟုတ်ဒီလိုမျိုးလောက်ထားတော့ဒါမျိုးဖြစ်စေချင်တာเนาะ ကျွန်တော်တအားတော်သားခတာအထွတ်ဆုံးကတော့အဲ့မဲပိုင်ရှင်ပဲခင်ဗျာကိုချင်းစာပါသာသမီချင်းကိုချင်းစာပြီးမှကျွန်တော်ပြောဒီမဲကိုဝေမရေးခင်ကလေးကခင်ဗျာစဉ်းစားရမှာအော်ဒီနေရာမှာငါသမီးငါညမငါသားငါဆွေမျိုးသားချင်းဆိုရောငါဒီလိုမျိုးအငိမ့်နေနိုင်လားဆိုတာတွေကိုပဲစဉ်းစားတော်တော်ဒေါသထက်လို့ကျွန်တော်မနေ့ကပွဲရောက်နေလို့အကွာဟဲရောက်ရှင်ကျွန်တော်ပြောတာနော် ခင်ဗျားတို့ကိုကျင်းစာတရားတွေထားပါဗျာအဲ့ကမှတို့အခန်းထဲကပိတ်ပြီးစစ်ဆေးရအောင်။ तू ပြည့်မှုကျွလွန်းနေတဲ့လူလား။ तू ကအရိုက်ခံရတဲ့လူလေ။ခင်ဗျားဒါဘာပြီးတော့ဟိုလာပြီးပြောနေရခင်ဗျား။ခင်ဗျားတို့ဒါကျွန်တော်ခင်ဗျားအကောက်ကိုလည်းကျွန်တော်တော့မတင်ချင်တော့ခင်ဗျားအကောက်ကိုလည်းကျွန်တော်နိုင်မထည့်မပြောထားဘူးဒီတက်ပို့ဆိုတာလို့ရှင်ကျွန်တော်ပြောမှာ ခင်ဗျကျွန်တော်ကောက်ကောမကြည့်ချင်ဘူးကျွန်တော်ဗီဒီယိုဖိုင်မကြလာတော့မကြည့်ချင်ဘူးဆိုခင်ဗျကြော်လိုက်ကျွန်တော်စိတ်မဆိုးဘူးဒါပေမဲ့ကိုချင်းစာတရားလို့လူဆိုတာမလောက်ခင်ကြတဲ့ကိုတွေးတော်ပြီးတော့မှစဉ်းစားပြီးမှဆုံးဖြတ်နော်ကျွန်တော်ကအဲ့ကမာဒီဘက်ကနာလို့ပြောရတာဒါပေမဲ့ကျွန်တော်လည်းဘာမှမဆိုင်ဘူးနော်ဒါပေမဲ့ကျွန်တော်ကိုချင်းစာတယ်ရိုက်ခံရတဲ့နေရာမှာကိုညီမကိုသားသမီးကိုသားသမီးဆိုတော့ကျွန်တော်ငြိမ်မနေဘူးအဲ့ဒါခင်ဗျားသဘောပေါက် ညောင်မြအကြောင်းသူလေးတွေအနိုင်ကျင့်တဲ့ပွဲကိုတင်လိုက်တာ post အောက်မှာမှန်းကြတယ်နော်မိပါတွေကကိုသားသမီးကိုချစ်တယ်စိတ်နဲ့ပေါ့ကျွန်တော်သားသမီးကိုထိကြည်ပါလားကျမသားသမီးကိုထိကြည်ပါလားဒီလိုမျိုးမှန်းကြတယ်ထိတော့ထိလိုက်ပြီဟိုကထိလိုက်ပြီကလေးတွေလည်းအိမ်ပြန်ရောက်လာပြီ၃၄၅ရက်မှသိမယ်ပွားပြန်ချလို့အဆင်ပြေမလားရဲတွေလူကြီးတွေပါလာမယ်ကျမပြောချင်တဲ့သဘောက ကိုမပါဘဲနဲ့သားသမီးကိုသူ့အရွယ်လေးနဲ့သူ2နှစ်3နှစ်5နှစ်10နှစ်15နှစ်အနှစ်20အနှစ်30ရက်တီနိုင်အောင်မိဘတိုင်းလှုပ်ပေးတင်တယ်နော်အခုဒီကောင်မလေးအရွယ်က73လေးနှစ်အရွယ်ရန်ဖြစ်ပြီကိုကိုထိလက်ရောက်လှုပ်လာပြီကိုပြန်လှုပ်နိုင်ရမယ်ဒီလိုမျိုးကိုသားသမီးကိုကိုမက်ဆေ့ပေးထားနိုင်ရမယ်လူများတယ်သူတို့လူများတယ်ကိုသားသမီးကြောက်မတက်ခင်နဲ့ကကျမတို့ကကိုသားသမီးကိုရန်ဖြစ်ဖို့တော့တခါမှမပြောဘူးဒါမဲ့ဒီမှာကျန်း ဟို Facebook တွေမှာရှိတယ်အများနဲ့တရားဝိုင်းချနေကြသူ့ကိုတော့ပြောတာမဟုတ်ဘူးဒါမဲ့အများနဲ့တရားဝိုင်းချနေကြကိုဆိုရင်တော့တယောက်ကိုမိမိရတော့လုတ်ပြမှာပဲတီကောင်တော်မှပဲတွန့်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 ဆိုရင်လူတွေကြောက်သေးတာပဲငြိမ်ပြီးခန်းနေတာအုပ်စုဖွဲ့အနိုင်ကျင့်တဲ့လူတွေကတတိရှိလို့မဟုတ်ဘူးတယောက်ထဲကတတိရှိလို့တယောက်ထဲကိုပြန်လုတ်ကြည့်လိုက်တယောက်ထဲကနေအဲ့အုပ်စုကိုတယောက်ကိုပြန်လုတ်ကြည့်လိုက်အကုန် share ပါမှာဒီလိုမျိုးပေါ့နော်သားသမီးကိုပြောတာတော့မဟုတ်ဘူးပုံ ဖုန်းပြင်းလို့လို့ဖုန်းလဲလို့လို့ဗီဒီယိုလို့လို့နဲ့ကိုကသားသမီးနဲ့ဆွေးနေခဲ့တာဒီတော့သားသမီးတွေကသူတို့ဆုံးဖြတ်ချက်နဲ့သူတို့အမှန်တွေကိုတော်တော်များများမှန်တယ်ပေါ့ကွယ်အဲ့လိုမျိုးရှောက်တဲ့အခါမှာကိုလည်းအစဉ်ပြေသားသမီးလည်းအစဉ်ပြေတယ်ကိုပြဒနာကိုရှင်းကြောင်းပြဒနာအိမ်သေးမလားနဲ့သူများကိုပေါ်မဆာနဲ့သူများကိုသူများလုံရင်တော့ခံမလာစေနဲ့เนาะကိုပြဒနာကိုရှင်းဒီကောင်မလေးကဒီလူအများကြီးကိုတယောက်တည်းကိုလုတ်ခဲဒီလောက်ကိုတွေရော အကုန်လုံးပေါ့မြန်မာတနိုင်ငံလုံးရင်းမနာဘူးအခုရင်းနာနေရတယ်အကုန်လုံးတနိုင်ငံလုံးသူ့မိဘတွေဆိုရင်ပိုဆိုးမှာပေါ့နော်အကုန်လုံးရင်းနေနာနေကြကျမဆိုနှလုံးရောဂါရှိတယ်တော့ကျမပြီးအောင်တော့မကြည့်ကျမပြီးအောင်တော့မကြည့်စိတ်ထဲတွေမှာအဲ့လိုမကောင်းဖြစ်နေလို့တော်တော်မကောင်းဖြစ်နေလို့ပြီးအောင်တော့ကျမမကြည့်အားကြောင့်မို့လို့မိဘတွေကလည်းသသမီတွေကိုအခုမိန်းကလေးဆိုရင်အခုခေတ်ကြီးမှာသမီးစားကိစ္စသူတို့ဓာတ်ရိုက်ဘာမပြောနဲ့ဖုန်းထဲမှာ ဘယ်ကောင်မလေးကတော်တော်အနေစားမတက်ဘူးပဲရီးစားနဲ့သားချင်းတွေတာဟိုတယ်သွားတယ်တက်ခိုကန်းသွားတယ်ဒါလုတ်စီရမဟုတ်ဘူးမိန်းကလေးကမိန်းကလေးအဝါထားမယ်အဲဒါသူ့ကိုပြောတာတော့မဟုတ်ဘူးတစ်ဖက်လက်နဲ့ဆုံးမတာသူနားတဲ့ရောက်တယ် အဲ့ပြီးတော့ဟိုယောက်ျားလေးဆဲခံနေတဲ့မိန်းကလေးတွေကိုတွေ့နေ။အိုးဟဲယောက်ျားလေးကဆဲခံလိုက်။ဒီလိုဆဲခံလို့ဒီလိုယောက်ျားလေးကဆဲတာ။ဒါဆဲခံကြမလို့သူ့တော့ပြောတာမဟုတ်ဘူး။ဒါပေမဲ့သူ့ခေါင်းထဲမှာရှိသွားတယ်။ယောက်ျားလေးလည်းဒီလိုပဲ။အဲအစေးမှုတွေဘာတွေပေါ့နော်။အမျိုးစုံပေါ့ယောက်ျားလေးနဲ့ပတ်သက်တဲ့ဟာတွေအမျိုးစုံပေါ့။ဒီဟာလေးမှလည်းသူတို့ဓာတ်ရိုက်ဆုံးမခြင်းမဟုတ်ဘဲနဲ့သွဲဝှိုက်ပြီးနားထဲဝင်အောင်လှုပ်လို့ရတယ်ပေါ့။အခုဒီမြောင်မြကောင်မလေးခံစားရတဲ့ကိစ္စတွေကလည်းဒါမိဘနဲ့သားသမီးပြုံးဝင်လင်းလင်းပြောထားမယ်ဆိုရင်အကုန်အဆင်ပြေတယ်လို့ မမြင်နေပေါ့နော်ဒီခေတ်ကဆရာမတဲ့ဖားနိုင်ရင်နဲ့ဘာမစိုးအနိုင်ကျင့်လို့ရတယ်တဲ့တိတ်မှန်တာပေါ့တိတ်မှန်တယ်ဒီ post man နဲ့ဟာကိုပို့ကြိုက်တယ်မင်းနော်မြောင်မြားကအចောင်းသူကလေးတွေရဲ့ကိစ္စကိုကျွန်တော်အဲ့ post လေးတင်လိုက်တာဒီမှန်လေးလာရေးသွားတယ်။ပိတ်မှန်တာပေါ့ကျွန်တော်တို့ခေတ်နော်ဆိုရင်တောင်မှကျွန်တော်တို့အចောင်းအဲ့လိုမျိုး ကျွန်တော်တို့လွန်ခဲ့တဲ့ဟွာလောက်ကပေါ့15နှစ်လောက်ကပေါ့အကြောင်းမှာဆိုရင်အင်ရကလေးတွေကြောင်းထားပြီဆိုရင်ကြောင်းတက်တယ်ပေါ့နော်ကြောင်းတက်လို့ဖျားခံကြလို့ဖျားခံကြီးဆိုပြီးတော့ပေးရရင်ကျွန်တော်တို့ကဘစ်ကစ်အဲ့လိုမျိုးသဇင်မုံလေးတွေပေးရင်တောင်မှအဲ့သဇင်မုံပေးတဲ့ကလေးဆိုရင်တိတ်ပြီးတော့သူတို့ကမကြည့်ချင်ဘူးအဲချက်ဘစ်ကစ်တို့အဲကိန်းမုံတို့ပောင်မုံတို့ အဲ့လိုမျိုးအကောင်စားတွေပေးတဲ့ကလေးတွေဆိုရင်သူတို့ကအဲ့ဒီကလေးတွေကိုရေမချိုးရတိုင်းရက်တဲ့ဆရာဆရာပါလေဖခင်ကအဲ့လိုမျိုးတွေကက်ကမယ်လို့ပြောထားသလားဖမ်းနိုင်ရင်ဆိုတာတိတ်မှန်တယ်တိလားသူတို့ကဘူပါတိတ်တို့မလေးဝမ်းဆက်ဆိုရင်တကယ်ဟိုအကောင်စားပါတိတ်တွေပေးတဲ့သူတွေမှသူတို့ကရက်ပေါင်းတဲ့ဟာလေ ဲ့လိုဆရာမတွေရှိနေလို့လေကလေးတွေကအခုခေတ်ကလေးတွေဆိုရင်ဘယ်လိုပြောမှာသူတို့ရဲ့နာမည်သူတို့တောင်မှပြပြပြင်းပြင်းမရေးတတ်ကြဘူးဆယ်တန်းအောင်အောင်သွားတာအခုခေတ်ဆရာမတွေကလည်းဆယ်တန်းအောင်ဟိုအခုခေတ်ဆရာမတွေကလည်းဆရာမသာဖြစ်တာသူတို့နာမည်သူတို့တေချာပေါင်းတက်လာမေးကြည့်အောင်ဒါကိုဆရာမလုပ်နေတာနော်စမတက်ပေမတက်ဒီဆရာမတွေတက်ဖြစ်နေလို့လေဟို ဒီလိုမျိုးပားရိုက်တာတွေနားရိုက်တာတွေဖြစ်တာပေါ့ဟိုးအရင်အရင်ဆရာမတွေကတကယ်ဒီဂရီတွေတက်ပြီးတော့မှဆရာဆရာမတွေကဖြစ်လာတာလေနော်အခုဆရာမတွေကဆယ်တန်းအောင်ရဲ့တန်းဆွဲခံဆယ်တန်းအောင်နာလဲဒါရိုးရိုးသက်သက်အောင်နာမဟုတ်ဘူးလက်ထိုးလို့အောင်လာတာအမေတကယ်သွားပြီးတော့မေးကြည့်ရင်အဲ့ဒီဆယ်တန်းအောင်တဲ့သူတွေကကိုယ်နာမည်ကိုတောင်မရေးတတ်ဘူးနော် အမှန်တရားကလူတိုင်းနဲ့မထိုက်တန်ဘူးလူမုန်းနဲ့မုန်းကျင်တလောင်ပေါ့မြောင်းများကကောင်မလေးရဲ့အစာကိုအကူတီတီကိုမကြေနပ်လို့ပြောတယ်သူတို့ဘလို့ပြဿနာတွေနဲ့ဘလို့ဖြေရှင်းပြီးတော့ဖြေရှင်းပြီးလည်းမကြေနပ်နိုင်ဘူးနော်ဆုံးမပြီးလည်းမကြေနပ်နိုင်ဘူးဘာဖြစ်လို့အောင်ဆိုတော့မခံစားနိုင်တာခံစားကြည့်လေငါသားသမီးလေးတာငါညီမလေးတာငါအမျိုးလေးတာဆိုတဲ့ပုံစံမျိုးတို့ဆိုရင် ရိုက်လိုက်တဲ့ကောင်မတွေကလည်းငါ့ဟိုတာအဲ့လိုမျိုးလှုပ်လိုက်ရင်ငါဘယ်လောက်ထိခံစားရမလို့ဆိုတဲ့အတွေးမျိုးမတွေးတာအုံနောက်မရှိတဲ့ချီပရင်အုံနောက်ပြီတိတ်မှန်နေဖားလိုက်ရင်အကုန်ရတယ်ဆိုတာပဆန်ဘေဘီအိုက်ဆီယာမတွေကိုပါရီကြီးလိမ့်နိုင်ရှင်လားโอเคကဲကျွန်တော်တငယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်တတိယထဲမှာတယောက်ချင်းစီပြောသွားတဲ့ဇာတ်ကားတွေကတော်တော်ကြီးကိုလည်းပြည့်စုံကြတယ်ဗျာနော် နောက်ဆုံးပြောထားတဲ့စကားလေးကတော့ဆရာဆရာမတွေကိုဖားနိုင်ရင်လှုပ်ချင်တာလှုပ်လို့ရတယ်တဲ့ဟုတ်လားဒါကတချို့ဆရာမတွေရှိတယ်ဗျာနော်ဒါပေမဲ့တချို့ဆရာမတွေကလည်းတကယ်ရင်ဝဲသားတယောက်လိုမျိုးစုံမာတာဩဝါတာပေးတာတွေရှိပါတယ်ဗျာနော်တကယ်အဲ့လိုမျိုးဖားရပြီးဆက်ဆက်နေသူတွေကိုပို့ပြီးတော့ဦးစားပေးတဲ့ဆရာဆရာမတွေကလည်းတတ်တတ်ကိုရှိတာဗျာနော်ကဲတကယ်ချင်းတို့လည်းပြောချင်တဲ့အကြောင်းအရာလေးရှင်ကျွန်တော်အောင်မှာ comment လေးရေးပေးခဲ့ပါအောင်ဗျာနော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာနော်